အဓိကတော့ဒီတည့်ကကျွန်တော်တို့ပုံဆက်တယ်ပေါ့ပုံဆက်တယ်ဘောလုံးပုံဆက်တယ်ပါပြီးတော့ကြတော့ပထမတော့ကိုယ်လည်းအများကြီးတွေ့သေးပေါ့နိုင်ငံရောက်သွားမယ်သူလည်းနိုင်ငံရောက်သွားမယ်ပေါ့ဒါမဲ့နိုင်ငံမှာအခုဖြစ်နေတဲ့ဥစ္စာကြောင့်ကျွန်တော်တို့လာစားပြဿနာတွေရောအဓိကတော့ကျွန်တော်တို့မနေ့ကရတဲ့လာစားလိုက်ဘာညာလေတော့အဲ့လိုမျိုးမရတဲ့ဥစ္စာ facility လည်းကိုယ်တွေကိုကန့်လက်နဲ့နေနေတိတ်ပြီးတော့လူချင်းတဲ့ဟိုအနေထားမှမရှိဘူးပေါ့ဆိုတော့ကြဒီတည့်ကကျွန်တော်တို့ဘယ်လိုပြောရမလဲ လာတွေ့ကြည့်ပေါ့လာတွေ့ကြည့်ဆိုကျွန်တော်လာတွေ့ကြည့်တယ်သူတို့အသင်းပိုင်ရှင်အသင်းဟုတ်တော့အသင်းဘုတ်ကောင်ဆိုတော့အဲ့မှာဘာရှိလဲဆိုတော့အသင်းပိုင်ရှင်အသင်းဘုရားဒုဘုရားသူတို့ကရှင်းပြတယ်ဘိုးတို့ဒီလူတွေမဟုတ်ဘူးလီဝမ်လီဝမ်မြေဘာဖြစ်ရမလဲဆိုတော့သူတို့မှာပလန်ကောင်းကောင်းရှိတယ်ကျွန်တော်ကအဓိကမျိုးဒီအစင်တန်းလေးရောနည်းနည်းတော့ဟောဟမ်းမှုရှိရပါတော့အဲ့ နိုင်ငံကလပ်တီးတွေမှာလိုပေးနိုင်တဲ့ facility မျိုးပေးလိုက်ရင်ကျွန်တော်တို့ league အဆင့်တန်းလေးပို့ပြီးတော့မြင့်လာမယ်ပြီးတော့ဂရားဘောင်းကောင်းတွေလည်းတက်ပို့ပြီးပေါ်ထွက်လာမယ်ပြီးတော့ကျွန်တော်တို့ဟိုဂရားမိုင်းအနေနဲ့အားပို့ဆိုင်လာမယ်လို့ကျွန်တော်မြင်တယ်ဗျဟုတ်ကျွန်တော်တော့အများကြီးမရှိပါဘူး league အဆင့်တန်းကွာတယ်ဆိုတော့အဓိကကျွန်တော်တို့အချိန်မှာရောက်တဲ့ foreigner တွေလည်းရှိတယ်ဒါပေမဲ့ပတ်စံများများသုံးနိုင်မှာ budget များများသုံးနိုင်မှာ foreigner ဆိုတာလည်းကောင်းကောင်းယူရတာပေါ့ ဆိုကြကျွန်တော်တို့ရှိမရောက်ခင်မှာထိုင်းတို့ဗီယက်နမ်တို့ဒီအာဆီယံနိုင်ငံတို့ဟိုကျွန်တော်တို့ဘောလုံးစင်တန်းမြင်းတဲ့နိုင်ငံတွေကကျွန်တော်ပဲမြောက်ယူပြီးသွားပြီးတော့တချို့ player တွေကိုဆိုကြတော့ဟောဆန်အများကြီးသုံးနိုင်မှာဟိုနိုင်ရသားကောင်းကောင်းရောက်မယ်ဟိုကျွန်တော် local player တွေအားလည်းအခုနိုင်ရထွက်ခဲ့တဲ့ player ဆိုလည်းဘယ်သူပဲဖြစ်ကိုချစ်ချင်းမချစ်ချင်းဆိုတော့ကိုနိုင်ငံမှာပဲနေချင်ကြတယ်ဆိုတော့ကျွန်တော်လည်းနေချင်တယ်အဓိကတော့ဒီတည့်ကကျွန်တော်တို့ပုံဆက်တယ်ပေါ့ပုံဆက်တယ်ဘောတော့ပုံဆက်တယ်ဒါပြီးတော့ကျတော့ ထမတော့ကိုယ်လည်းအများကြီးတွေ့သေးပေါ့နိုင်ငံရောက်သွားမယ်သူလည်းနိုင်ငံရောက်သွားမယ်ပေါ့ဒါပေမဲ့နိုင်ငံမှာအခုဖြစ်နေတဲ့ဥစ္စာကြောင့်ကျွန်တော်တို့လာစာပြဿနာတွေရောအဓိကတော့ကျွန်တော်တို့မနေ့ကရလာစာလိုက်ဘာညာရတော့အဲ့လိုမျိုးမရတဲ့ဥစ္စာ facility လည်းကိုယ်လည်းကန်းလည်းနဲ့နေနေရတိတ်ပြီးတော့လူချင်းနဲ့ဟိုနေထားမှမရှိဘူးပေါ့ဆိုတော့ဒီတည်းကကျွန်တော်တို့လူပြောရမလဲလာတွေ့ကြည့်ပေါ့လာတွေ့ကြည့်ဆိုတော့ကျွန်တော်လာတွေ့ကြည့်တယ်သူတို့အရင်ပိုင်းရှင်းတေဟုတ်တာတေတို့ပေါ့ကွာ ိုးကြောက်အဲ့မှာပါရှိလဲဆိုတော့အသင်းပိုင်ရှင်အသင်းဒုက္ခရဒုက္ခရသူတို့ရှင်းပြတယ်တို့တို့ဒီလူတွေမဟုတ်ဘူးလီဝမ်လီဝမ်မြေဘာဖြစ်ရမလဲစိုးကြောက်သူတို့မှာပလန်ကောင်းကောင်းရှိတယ်အဲ့ဒါပြီးတော့ကျွန်တော်လက်ခံလိုက်တယ်ပေါ့လက်ခံလိုက်တယ်ဒါပြီးတော့ချက်ချင်းကျွန်တော်ဘုန်းနဲ့တော့ပုံစံလိုက်ပြန်ညီလေးအကိုကြီးကံကံမလားဒီဘက်ကံမယ်ပေါ့စိုးကြောက်တော့အများကြီးအဲ့လိုမျိုးရှိုးရိုးရိုးတော့မဟုတ်ရိုးရှင်းတယ်ပြီးသွားမှာပေါ့အာကျွန်တော်လည်းတူတူပဲကြံလန့်မှုရှိရဲနိုင်ငံခြားကလပ်တွေအားမဲ့ကျွန်တော်မကြိုက်ဘူး အဲ့ကျွန်တော်မကြိုက်ဘူးအဲအကြောင်းမလို့အဲကောင်းကောင်းမနေတဲ့တိုင်ပင်နဲ့ကောင်းကောင်းမကျွန်တော်ပြောတယ်ညီလေးမင်းငါကန်ကန်ပါလားဆိုတော့ကိုကြီးကန်ကျွန်တော်ကန်မယ်အဲ့ပြီးတော့ကိုကြီးတဲ့ကိုကြီးကန်ကျွန်တော်ကန်မယ်ဆိုပြီးတော့အဲ့တူတူအတင်းဥက္ကနဲ့စကားပြောပြီးတော့အတင်းရရေရှိပလန်လည်းရှိတယ်ဒါပေမဲ့ကျွန်တော်လည်းကြိုက်တယ်အကြောင်းမလို့ရွေးချယ်ပြန်တယ်အဲဒါကတော့ကျွန်တော်တို့ကအခုမှအတင်းကိုလည်းစ join တာလည်းပါတယ်ဆိုတော့ကြအတင်းကလည်းနောက်ဆုံးတစ်ပွဲဟိုကျွန်တော်တို့ဒီဒီတူရဲ့ပထမကျောင်းနောက်ဆုံးပွဲကြအောင်မယ်ကျွန်တော်တို့ကလည်း အခုမှထိုးဟိုခေနီစ join ခါလာဆိုကြတော့အသားကြောက်လည်းလူသေးတယ်ဒါပေမဲ့ကျွန်တော်တို့ကစလာရတွေ့ပြီးသားအောင်မြင်မှုတစ်ခုရမှာဖြစ်မယ်ဆိုကြတော့အောင်မြင်ကစားမယ်အတင်းမရှိရဲ့အငယ်တွေရောဟိုကိုတွေကိုတက်ရောက်လာလူတွေနီးပြောင်းအတင်းမရှိရဲ့ဘယ်သူပဲဟိုရှိတဲ့လူတိုင်းလူတိုင်းနဲ့ကျွန်တော်တို့ကစီစီလုံးရှိနေမှာအဆင်ပြေမှာဘာလို့လဲဆိုတော့ဒီတင်းကအစဒီတင်းကအခုမှအတင်းတက်ဖြစ်တဲ့အပြင်ကျွန်တော်တို့ကလည်းဒါအရာလုံးအစဆိုကြတော့ အများကြီးလည်းလုပ်ပြရမယ်ပြဿနာကြီးပဲပေါ့ကျွန်တော်ကဒီကဟိုဒီအစင်တန်းလေးတော့နည်းနည်းတော့ဟောဟားမှုရှိရပါတော့အဲ့အဲ့ကြက်လက်တီးတွေမှာလို့ပေးနိုင်တဲ့ facility မျိုးပေးလိုက်ရင်ကျွန်တော်တို့လီအစင်တန်းလေးပို့ပြီးတော့မြင့်လာမယ်ပြီးတော့ဂါးဘောင်းကောင်းတွေလည်းတစ်ချက်ပို့ပြီးပေါ်ထွက်လာမယ်ပြီးတော့ကျွန်တော်တို့ဟိုဂါးမိုင်းအနေနဲ့အားပို့ဆိုင်လာမယ်လို့ကျွန်တော်မြင်နေဗျဟုတ်ကျွန်တော်တော့အများကြီးမရှိပါဘူးလီအစင်တန်းကွာတယ်ဆိုတော့ ိကကျွန်တော်ရှင်မှာရောက်တဲ့ foreigner တွေလည်းရှိတယ်ဒါပေမဲ့ပတ်စံများများသုံးနိုင်မှာ budget များများသုံးနိုင်မှာ foreigner ဆိုတာလည်းကောင်းကောင်းယူရတာပေါ့ဆိုတော့ကျွန်တော်ရှင်မှာရောက်ခင်မှာ Thai တို့ Vietnam တို့ဒီ ASEAN နိုင်ငံတို့ဟိုကျွန်တော်တဲ့ဘောလုံးစင်တန်းမြင်းတဲ့နိုင်ငံတွေကကျွန်တော်များများကိုယူပြီးသွားပြီဆိုတော့တချို့ player တွေကိုဆိုတော့ပတ်စံအများကြီးသုံးနိုင်မှာဟိုနိုင်ငံရသားကောင်းကောင်းရောက်မယ်ဟိုကျွန်တော် local player တွေအားလည်းအခုနိုင်ငံရထွက်ကန်တဲ့ player တွေဆိုတော့ဘယ်သူပဲဖြစ်ကို ချစ်ချင်းမချစ်ချင်းဆိုရင်ကိုယ်နိုင်ငံမှာပဲနေကျင်ကြရဲဆိုတော့ကျွန်တော်လည်းနေကျင်တယ်ဟိုဟိုမှာဆိုမိသားစုနဲ့သွားလာရတယ်အဲ့လိုဟိုအချို့တကယ်ရှိရင်ဓာရီဒီမှာနေကြအောင်မကြုံအောင်ဆိုတော့ကျွန်တော်ဒီမှာပဲပြောတယ်ပြောကြတော့ခုနကဝင်လာလို့ပြောလို့ကျွန်တော်တို့ဟိုတက်တက်လောက်ပြတဲ့အဲ့လိုမျိုး facility တခုနဲ့ဆိုရင်လီရလည်းတပြေးနဲ့မြင်လာမယ်ဟိုကျွန်တော်ပြောချင်တာကဟိုအများကြီးထောက်ပြရလည်းမဟုတ်ဘူးညာဘွဲကဏ္ဍပဲဖြစ်ဖြစ် အတင်းတိုင်းမှာဒီကိုပိုင်ဝင်ရှိရမယ်အဲ့လိုစနေစင်းဝင်ကောင်းအောင်မယ်အဲ့လိုမျိုးအဲ့ဒါဒါတွေတော့တစင်းချင်းတိလောက်ရမှာဒါပေမဲ့လူကြီးတွေလုံးနေမယ်လို့မျှော်လင့်နေပေါ့ဆိုတော့ကြောင့်တော့ကျွန်တော်အဲ့လိုမျိုးဖြစ်မှာကိုလေးအောင်မြင်တယ်ကျွန်တော်လည်းဒီမှာလည်းကြံရတာပျော်တယ်ဆိုတော့ပို့ပြီးတော့အဆင်ပြေမှာပေါ့အဓိကတော့အတင်းမှာအတင်းဥစ္စာတွေကျွန်တော်တို့ရှင်းပြတယ်သူတို့ရဲ့ရည်ရှိ plan တွေရှိတယ်။အတင်းရဲ့ budget အနေထားလည်းကျွန်တော်သဘောကျတယ်။ပြီးတော့အတင်းကိုလည်းအများကြီးထောက်ကူ ြုတ်ဖို့အတွက်တော့ဖြစ်ဖြစ်ဖြစ်ဒါကတော့ခုနကျွန်တော်ပြောသလိုပဲလီယာကျွန်တော်ဟုတ်တယ်ဒီမှာပြောသလိုပဲအခုလူတိုင်းလည်းမြင်တယ်ကျွန်တော်မျိုးသမီးတင်းနေအောင်မြင်နေတယ်မျိုးသားတင်းလီအစင်တန်းလည်းနေနေရဲ့မျိုးသမီးကြီးတွေမှလည်းကြားလည်းကောင်းလိုက်မကောင်းလိုက်ပေါ့ဆိုတော့ကြတော့မျိုးသမီးပွဲလေဟိုတစ်ခေါက်အရာဝင်နဲ့ရန်ကုန်ပွဲမျိုးဆိုရင်ပြည်သက်တွေအပြည့်ပဲဆိုတော့ကြတော့ သူတို့ဘယ်လိုမျိုးပြန်ဆိုင်မှုပြင်ထန်လဲဒီမှာဆိုရင်တခြားအသင်းတွေဆိုရင်ဂိုးပြတ်ပြီးတော့ဟိုအမျိုးသားချင်းဆိုဂိုးတားပြီးပြတ်လွန်းနေပေါ့အမျိုးသမီးအသင်းဆိုလည်းအဲ့လိုမျိုးမရှိဘူးဆိုတော့ကျွန်တော်တို့ကဒါတွေကိုပွားဟဖို့ကအသင်းတော်များများပြင်မရမှာကျွန်တော်အခုကျွန်တော်တို့အသင်းပြင်တယ်ဒါပေမဲ့တခြားအသင်းတွေမပြင်ဘူးဆိုတော့အခုနကျွန်တော်ပြောသလိုပဲအာယုံစုဆိုင်မှုကရှိမှာမဟုတ်ဘူးအခုက National League မှာဆိုလည်းရန်ကုန်ရှမ်းတခြားလိုက်ကတ်တဲ့အသင်းတွေဆိုဟန်တာဘီတကုံစတာဒီလောက်ပဲလေကျန်တဲ့အသင်းတွေကအပေါ်လည်းမြင်နေတယ်တည်းအသင်း ကံယုံမဲ့ကံနေကြတာဒါသူတို့အသင်းဖန်ရှင်တွေကျွန်တော်ပုတ်ခတ်ထားမှာအသင်းရဲ့ budget ဆိုတာရှိသေးတယ်။ဆိုကြတော့အသင်းဖန်ရှင်တိုင်းပန်ရှင်တိုင်းဟိုအသင်းကများများတုံးမှလီယာပြန်ဆိုင်မှုပြည်ထောင်ပြီးတော့ကြတော့ပြီးတော့ကျွန်တော်အခုပြောချင်တာတချို့အခုတော့ကျွန်တော်ဒီမှာဆိုရင်ညနေ3ခွဲလောက်ကံတယ်။ဒါဆိုရင်အရန်ပူတယ်ဒီလိုမျိုးကျွန်တော်ပြောချင်တာမဟုတ်ဘူး။ဟိုမှာဆိုရင်ကျွန်တော်အများနဲ့လီတူးဆိုတဲ့6နာရီ9နာရီညဆိုကံတယ်။ဆိုတော့ကလာသမားကြတော့ခုမှရှိတဲ့အားကို အပုံပြနိုင်တယ်ပေါ့ဒီမှာကျတော့ရိုင်းပူတယ်နေ့လည်းနှစ်နာရီလောက်တည်းကစပြန်တယ်အသွေးပူလေးချင်းကပါညာလောက်ရတယ်ဆိုရင်တချို့ကစားသမားအဲ့လိုမျိုးပုဂ္ဂိုလ်အတိုင်းမဖြစ်ကြကစားသမားဆိုရင်အဲ့မှာတွေကခန္ဓာကိုယ်အတိုင်းစပြီးပုံမှန်စားပြုတ်နေပေါ့ဆိုတော့ကျွန်တော်တို့လည်းညာဘက်ကံကိုလည်းဟိုညာဘက်မကန်နိုင်တော့မှညနေဒီကွင်း9နာရီကန်နိုင်မှုလည်းညွန်နေတယ်ပေါ့ဟိုအဓိကတော့အများလုံးက budget ပဲ budget ကအရေးကြီးဆုံးဘယ်နေရာမှာဖြစ်ဖြစ်ဆိုတော့ budget မြန်မာ၃နိုင်ရေးလီမြန်မာအောင်မြင်မယ်ဒါကျွန်တော်တို့ပြောကြရမလို့လူတွေဟိုလူကြီးလည်းသိတယ်ဒီလောက်ပါပဲကျွန်တော်တားကြတော့ပြောကြရမရှိပါဘူးတော့အများကြီးပြောကျွန်တော်အားပေးဖို့ဒီရမလားကျွန်တော်ကူအောင်ကိုချစ်လို့ခေါ်တာဒီရမလားကျွန်တော်ပရမောင်းအသိပညာနဲ့တွေ့တယ်သူခေါ်ခြင်းလဲကျွန်တော်ဝန်ထမ်းတော့ကျွန်တော်ဥစားတခြားနိုင်ငံသားတွေဟိုတခြား local player တွေဆိုတော့ဒီမှာအစီအစဉ်တွေပေါ့မဖော်လို့လည်းမရအတင်းဆိုကျွန်တော်ညောင်းလည်းကြံလို့မရဘူးဒီကငွေနဲ့လည်းကြံလို့မရဘူး ဒါမဲ့ဘယ်သူနဲ့တွဲကစားနေလဲကျွန်တော်ကလည်းတွဲကစားနေတော့လေးစမလည်းကျွန်တော်ယောက်ကတစ်ခါတည်းနေရအောင်အခန်းပေါ်ဆိုကြတော့ဘုန်းတော်ခေါ်ပြီးဘုန်းတော်ကံကျွန်တော်ကံမယ်ဒါပေမဲ့သူကရှင်းရှင်းလေးပဲကျွန်တော်ကံရင်ကံမယ်မကံမကံဒါပဲဆိုကြတော့ကျွန်တော်ကအားပေးပါဦးတိကျွန်တော်ပြဿနာမရှိပါဘူး